ကျုပ်အကအုပ်စုကိုမှွေတော့မယ်ဆိုလို့ရှိရင်ဘာမှမထည့်သေးပဲနဲ့ကျုပ်ဥပရိုတင်းတွေဒီလှုပ်ရှားလာအောင်လို့တီးတန်းအရင်နံပါတ်1နဲ့မှွေပါမယ်အခုလိုအမြုပ်အနှဲငယ်ဖြစ်သွားပြီဆိုလို့ရှိရင် cream of data ကိုထည့်ပါမယ်ဒီလိုနည်းနည်းခဲနေတဲ့ပုံစံလေးတွေဖြစ်နေတဲ့အတွက်ဒီလိုလေးခြေလိုက်ပါမယ်ခြေပြီးပြီဆိုရင်ထည့်ပါမယ် cream of data ထည့်ပြီးရင်ဒီအမုံလေးတွေတေချာဝင်သွားအောင်လို့တစ်ချက်လောက်ထပ်မှုလိုက်ပါမယ် cream of data ကိုအသုံးပြရခြင်းအရည်ရွယ်ချက်ကကိတ်ရဲ့အပွားကို ထိန်းထားနိုင်ဖို့ဒီကျုပ်အကရဲ့အပွားကို ထိန်းပေးထားနိုင်မှုဖြစ်ပါတယ်ထည့်ရမယ့်တကြားပမာဏကို၃ပုံ၃ပုံစီခွဲပြီးထည့်ပါမယ်ပထမတစ်ခေါက်ထည့်မယ်နံပါတ်1နဲ့ပဲဒီ hand mixer ရဲ့နံပါတ်1နဲ့ပဲမှွေပါမယ် ခေါက်တကြားထည့်ပြီးတော့အနည်းငယ်ပဲမှွေပါမယ်။တကြားတွေမဆမ်းမိတော့ဘူးဆိုရင်ဒုတိယတစ်ခေါက်တကြားကိုထည့်ပါမယ်။ပြီးရင်နံပါတ်1နဲ့ပဲထပ်မှွေပါမယ်။မှွေတဲ့အခါမှာဒါရိုက်ရှင်ကိုတစ်ဖက်သေးပဲမှွေပေးပါ။အရှိမှွေလိုက်အနောက်မှွေလိုက်မလုပ်ရပါဘူး။တစ်ဖက်သေးပဲမှွေရပါမယ်။ အခုလိုမျိုးကြက်ဥအကာရဲ့အပွားနှောင်းကစိတ်စိတ်ကလေးဖြစ်လာပြီဆိုရင် နောက်ဆုံးတကြားကိုထည့်ပါမယ်ထည့်ပြီးလို့ရှိရင် stiff peak ပေါ့နော် stiff peak ကဘယ်လိုပုံစံလဲဆိုတာကိုပြပေးပါမယ်အဲ့လိုမျိုး stiff peak ရတဲ့အထိမှွေရပါမယ်နောက်ရှောက်နံပါတ်1ပဲသုံးပါတယ်ဟမ်းမစ်ဆာဖြစ်တဲ့အတွက်ပါဟမ်းမစ်ဆာရဲ့နံပါတ်1ကစတန်မစ်ဆာမှာဆိုရင်နံပါတ်3နဲ့4အနေထားလောက်ထိအချိန်ရှိပါတယ် ချို့တွေကဘယ်နှမိနစ်မှုရမလဲလို့မေးတတ်ပါတယ်။မှုရမယ့်အချိန်မိနစ်ကကိုယ်ဆက်ရဲ့မှုအားနဲ့ကြက်ဥထဲမှာပါတယ်။ဒီကြက်ဥအကရဲ့အပြည့်အကျဲပေါ်မူတည်ပြီးတော့ကွဲပြားနိုင်ပါတယ်။ဒါကြောင့်မလို့မှုတဲ့အခါမှာအချိန်ကိုတိတိကျကျပြောလို့မရပါဘူး။ဒါပေမဲ့ကြက်ဥရဲ့အနေအထားကိုကြည့်တတ်ရပါမယ်။အခုဆိုရင်ဒါက soft peak မရောက်သေးပါဘူးနော်။ဒါကစပြီးတော့ပြစ်လာတဲ့အနေအထားပါ။ ိုအထစ်ထစ်လေးတွေပေါ်လာပြီဆိုရင် သူ့ကိုမြှောက်ပြီးတော့စမ်းကြည့်လိုက်ပါဒီလိုမျိုးမှွေပြီးတော့မှမကြည့်လိုက်ပါလုံအားပျော့နေသေးတယ်သူက soft peak ကိုမရောက်သေးပါဘူး soft peak ကိုရောက်ရင်ဘယ်လိုအနေထားဖြစ်လဲဆိုတာကိုဆက်ပြီးတော့ပြပေးပါမယ်နံပါတ်1နဲ့ပဲဆက်မှွေပါမယ် ဒီလိုမွေးပြီးပြီဆိုရင်ဒီလိုရောတော့အောင် လုပ်လိုက်မယ်ပြီးရင်ဒီလိုလေးမှကြည့်လိုက်လို့ရှိရင်ထိတ်ကနှုတ်သီးလေးလိုမျိုးကွေးသွားပါတယ်ဒါဆိုလို့ရှိရင်ဒါက soft peak လို့ခေါ်ပါတယ် stiff peak ဆိုရင်ဒီလိုမကွေးတော့ပါဘူး stiff peak ဆိုရင် ထောင်ထောင်လေးဖြစ်နေမှာပါအခုဆိုရင်ဒါကဒီလိုကွေးကွေးလေးဖြစ်သွားပြီဆိုရင်ဒါက soft peak အနေထားကိုရောက်ပါပြီဒါဆိုရင် stiff peak ကိုရောက်တဲ့အထိဆက်မွေးပါမယ် ကိုရောက်ရင်ဘယ်လိုဖြစ်လဲဆိုတာကိုပြပေးပါမယ်။ဒီလိုနှုတ်သီးကအလဲတက်တက်ကနေပြမယ်နော်။နှုတ်သီးကမကွေးတော့ပါဘူး။နှုတ်သီးကဒီမှာခြုံသွားပြီ။အောက်ကိုပြန်မကျတော့ဘူး။နှုတ်သီးခြုံတဲ့အနေအထားခြုံခြုံလေးဖြစ်သွားပြီ။မှောက်ချရင်လည်းပြန်မကျတော့ဘူး။လုံးဝခြုံထက်နေတဲ့နှုတ်သီးက stiff peak ပါပြန်ကွေးပြီးဆင်းသွားတဲ့နှုတ်သီးက soft peak လို့ခေါ်ပါတယ်သူ့ကို ပြီးကျုပ်အကာကို stick ပြရပြီဆိုရင်နည်းနည်းပြန်ပြီးတော့အနေထားတန်းအောင်တင်းတင်းဖြစ်အောင်လို့တစ်ချက်ထပ်မွေလိုက်ပါမယ်ကလုံးနဲ့ကနေချင်းလုံးထုတ်တဲ့အခါမှာမှွေရက်တာအနေထားနဲ့ဖြည်းဖြည်းလေးဆွဲထုတ်လိုက်ပါဒါဆိုရင်ချင်းလုံးထဲမှာပါရှိနေရတဲ့ကလုံးကဇလုံးထဲမှာကျန်ခဲ့မှာဖြစ်ပါတယ်တန့်စင်အောင်ဆေးကြောထားတဲ့လက်ကလေးနဲ့ပဲအခုလိုမျိုးယူပြီးတော့ကျုပ်အကာလေးတွေကိုဇလုံးထဲကိုပြန်ထည့်ပေးလိုက်ပါမယ် ဒါဆိုရင်တော့အကအုပ်စုမွေလို့ပြီးပါပြီ။အကအုပ်စုမွေလို့ပြီးပြီဆိုရင်အနှစ်အုပ်စုကိုမွေပါမယ်။အနှစ်အုပ်စုကိုတကြားကြည့်သွားအောင်လို့အရင်ဆုံးတကြားရဲ့အနှစ်ရဲ့တကြားရဲ့အနှစ်ရဲ့အနက်နေရဲ့အားလုံးကိုအရင်မွေပါမယ်။ ခင်းပါဒါနဲ့စားကိုထည့်ပြီးတော့မှုပါမယ်အနှစ်ကိုတကြားနဲ့မှုတဲ့အခါမှာဒီဟမ်းမစ်ဆာနဲ့ဆိုရင် high speed သုံးပါအမြန်ပွားစေချင်လို့ပါဟိုဘက်မှာမှုထားတဲ့အကအုပ်စုတွေကိုပြန်ပြီးတော့မပြည့်စေချင်တဲ့အတွက်ပါ ဆိုလို့ရှိရင်အနှစ်အုပ်စုမှာရှိတဲ့တကြားတွေကကျေသွားပြီအနှစ်ကလည်းပွားတင်သလောက်အနှင်းငယ်ပွားသွားပြီဆိုလို့ရှိရင်ဒီထဲကိုရေနဲ့စီကိုထည့်ပါမယ်ထည့်ပါမယ် ေချာရောသမရောသမသွားပြီပေါ့နော် sorry တေချာရောသမသွားပြီဆိုရင်ဒီထဲကိုဂျုံထည့်ပါမယ်ခုနကတထားတဲ့ recipe တိုင်းဆိုလို့ရှိရင်ဂျုံက125 g ဖြစ်ပါတယ်ဒီထဲကိုဂျုံ125 g ထည့်ပါမယ်

ိုယ်နဲ့လောက်တဲ့ခါတီးတဲ့ချိန်ချိန်ကပေါ့နော်ဒီလိုမျိုးချိန်တဲ့ဟာကမထိနိုင်ရင်အချိန်လုံးပြီးတော့များသွားတတ်ပါတယ်အခုဆိုရင်တော့125ဂရမ်ချိန်ပြီးပါပြီကျုံထဲကဒါကကိတ်ကြုံဖြစ်တဲ့အတွက်သူ့ထဲမှာရှိတဲ့ဂလူတန်ကိုအနည်းငယ်နှိုးဆွတဲ့အနေနဲ့ဒီဟမ်မစ်ဆာနဲ့နည်းနည်းလေးအရင်ဖွေပေးပါမယ် ဒီလိုရောသမတော့ပြီဆိုရင်ရပါပြီเนาะအများကြီးမလိုပါဘူးအများကြီးမွေးဖို့မလိုပါဘူးခုဆိုရင်ဒါကအကအုပ်စုလည်းလုံးလုံးပြီးသွားပြီအနှစ်အုပ်စုလည်းအဲ sorry အနှစ်အုပ်စုလည်းပြီးသွားပြီအကအုပ်စုလည်းပြီးသွားပြီအစင်သစ်ဖြစ်ပြီဆိုရင်နှစ်မျိုးကိုရောပါမယ်ရောတဲ့အခါမှာဒီအကအုပ်စုရဲ့သုံးပုံတစ်ပုံကိုယူပြီးအနှစ်ထဲထည့်ပါမယ်ဘာကြောင့်လဲဆိုတော့အနှစ်က ဒီမုတ်ရည်ကဝိတ်ညားတဲ့အတွက်အကာတဲကိုချက်ချင်းအလုံးရောလိုက်မယ်ဆိုရင်နှက်ဆက်ဖို့ကြာနိုင်ပါတယ်ဒါကြောင့်မလို့နှက်ဆက်ရတာလွယ်ကူအောင်အကာ အုပ်စုနဲ့ရောပြီးတော့ဒီအနှစ်အုပ်စုကိုအနှဲငယ်ပော့သွားတော့အောင်လို့ရောလိုက်တာဖြစ်ပါတယ်အနှစ်အုပ်စုကပော့ပော့ပပလေးဖြစ်သွားတဲ့အခါမှာကိတ်ရည်ရောဆက်တဲ့အခါမှာလင်းလင်းမြန်မြန်နဲ့ရစီပါတယ်